ဆော့ကောပရိသတ်များလို့မဲမင်္ဂလာပါခင်ဗျအခုပြသနေတဲ့အစီအစဉ်လေးကတော့ wise back ကနေပြီးမှအဓိကကူညီပံ့ပိုးပေးထားဖြစ်ပါတယ်ဆော့ကောပရိသတ်တွေကဒါဘောလုံးအားကစားနဲ့ရင်ခုန်ခြင်းနဲ့ပရိသတ်တွေရှင်တော့ဒါ wise back မှာတမျိုးကြထိုးခွက်စမ်းနေအစုံလင်ပါဝင်ဒါ odd academy ရှိတဲ့မောင်းတွေတွေနောက်တဲ့ e-sport တွေ cyber game တွေကို soccer house mn ဒါမှမဟုတ်ကျွန်တော်ဒါ soccer house promo code နဲ့အတူအကောင့်တစ်ဖွင့်ပြီးမှကစားနိုင်ပါတယ်ပထမဆုံးတွင်းငွေအတွက်ဒါအများဆုံးဒေါ်လာ130 နဲ့ညီမျှတဲ့ဒါမြန်မာငွေရရှိနိုင်မဲ့အစီအစဉ်လေးရှိတယ်ဆိုတဲ့အကြောင်းကိုလည်းကျွန်တော်ဒါသတင်းကောင်းပါချင်ပါတယ်။ငွေသွင်းငွေထုတ်အတွက်ကိုလည်းဒါစစ်တန်တွေကနှစ်သက်ရာပေးမဲ့အမျိုးအစားဒါမှမဟုတ်တက်ဆိုင်ရာအချင်းကနေဒီမှာတစ်စက်လင်းမြန်လွယ်ကူလုံခြုံစွာငွေသွင်းငွေထုတ်နိုင်ပါတယ်။ဒါပြင်အခါအားလျော်စွာရှိတဲ့ promotion အစီအစဉ်တွေကနေကန်ထူးနိုင်တဲ့အစီအစဉ်တွေရှိတဲ့အကြောင်းကိုလည်းသတင်းကောင်းပါချင်ပါတယ်။ကျွန်တော်ဒါ promo code ကိုတော့ဒီ video ရဲ့ comments box မှာလည်းပြန်လည်ကြည့်ရှုနိုင်ပါတယ်ခင်ဗျာ။ ဆော့ကောပရိသတ်များအားလုံးပဲမင်္ဂလာပါဒီရာသီမှာချန်ပီယံလိမှာဘာစီလိုနာတင်အချိုဘူလူပွဲအဆင့်ကနေထွက်ခဲ့ရပြီမဲ့ပြည်တွင်းဒါရနိုင်တဲ့ဆူပလာ၃လုံးစလုံးပေါ့နော်ဆူပါဘလာဆိုတော့လာလီဂါကိုပါတယ်ရီဒီဆူပလာ၃လုံးစလုံးကိုဒါစုခုနိုင်ခဲ့တယ်ရာသီအစပိုင်းကဒါဘာစီလိုနာကိုမနေ့ပြောမယ်ဆိုတော့ဒါလာလီဂါတိုက်တယ်ရေးစ်ထဲမှာပါယုံလောက်ပဲထင်ခဲ့ကြမယ်လို့ထင်ပါတယ်ဒါပရိသတ်တွေမျောလင်းချက်တဲ့ပို့ပြီးတော့မှအောင်မြင်အောင်ဆွမ်းဆောင်နိုင်ခဲ့တယ်ဘာစီလိုနာဒီပြည့် ဟန်စီဖလင်းနဲ့ပတ်သက်ပြီးတော့ကျွန်တော်နဲ့တူစီတူကအောင်ဝင်တုံးသက်တင်ဆက်ပြီးတော့ရှိပါတယ်ခင်ဗျာစီတူရဲ့မင်္ဂလာပါကြီးမင်္ဂလာပါကိုဟန်စီဖလင်းနဲ့ပတ်သက်ပြီးတော့အခုဒါပြောစရာလေးတော်တော်ကြီးရှိမှထင်ပါတယ်သူပြတာစီတူတို့ဒီနီးပြော်ပိုင်းနစ်စတိတ်ပိုင်းတွေကိုကောင်းကောင်းလေးလာတုံးသက်တဲ့ဒီ ground ရှင်တွေအနေနဲ့ဆိုတာပို့ပြီးတော့ပြောစရာလေးလည်းရှိမှထင်တယ် ပုံမှားဖြစ်တာဘာစီလိုနာကအခုလို့ဒီ position base ပေါ့လေဘောလုံးပိုင်ဆိုင်မှုကိုအသာပေးရဲ့အတင်းတင်းလို့ဒါကိုမြင်ကြရတယ်။ဒီ Hansi Flick မတိုင်ခင်ဒါသူ့အရှိမအရင်ကန်တွေ့တော့တဲ့ရှာပီလက်ထက်တုန်းကလည်းဘာစီလိုနာက position base ကိုတော့ဟိုအသာပေးရဲ့အတင်းလို့ဒါပြောလို့ရပါတယ်။အခု Hansi Flick ကကြတော့ဒီ position base ဒီဘာစီလိုနာရဲ့ယူရာကိုဟောက်ဖြစ်ပြီးတော့မှ ဒါညီပြောအတိတ်တွေနဲ့ချင်းရခဲ့တယ် direct attack ဆက်ဆံပုံစံမျိုးတွေဒါအများကြီးချင်းကပ်ခဲ့တာကိုလည်းတွေ့ရတယ်ဒီညီပြောဟာအပြောင်းလဲပေါ့လေ hansi flick ချလိုက်တဲ့ညီပြောဟာအပြောင်းလဲနေပတ်သက်ပြီးတော့မှစီတူအမီနဲ့စပြီးတုံ့ပြန်ပြောင်းနေဟုတ်ကဲ့ကိုဘာစီလိုနာရဲ့ရိုးရဟန်ကိုလည်းမပြောက်ပြအောင်ပြီးတော့ဒီ hansi flick သူကိုယ်တိုင်ရဲ့ idea logic ပေါ့နော်အဲသူသဖြင့်ဒီနေ့ခေတ်ရဲ့ modern ဖြစ်နေတဲ့ ideology လည်းဖြစ်တယ် verticality လို့ခေါ်တဲ့တိုက်ရိုက်ဒီတောင်လိုက်သွားမှုပေါ့နော်အရှင်ဘာစီလိုနာရဲ့ဟန်မာက horizontal သွားတဲ့ဒီလိုမျိုးအလျားလိုက်သွားတဲ့ပေးနေရပို့ပြီးတော့များတယ်အခုကအဲ့ဟန်ကိုလောကပြစ်ပယ်လိုက်တာမို့အဲ့ဒါရှိနေတော့မယ်အဲ့ဒါရှိနေတော့တဲ့အချိန်ထဲမှာခုနလိုမျိုးဒီတောင်လိုက်တက်သွားတဲ့ဘောလုံးတွေ verticality ကိုပို့ပြီးတော့ပေးလာတယ်ဒါတစ်ချက်ပြီးတော့အရှင်ဘာစီလိုနာက high pressing အသင်းပဲ guardiola လက်ထက်တဲက5 second rule ဆိုပြီးတော့ ဒီ50စက္ကန့်အတွင်းဘောလုံးပြပြပြချင်း50စက္ကန့်လေဘောလုံးရအောင်လူလေစနစ်ဘာစီလိုနာရဲ့ဒီအသွေးသားလေးမှာရှိနေပြီဒါဒါပေမဲ့ဒီစပိန်တွေရဲ့ pressing လုပ်တဲ့ပုံကဂျာမန်တွေလောက် ruthless မဖြစ်ဘူးဂျာမန်တွေလောက်အသေးအတန်မဖြစ်ဘူးပေါ့နော်အဲ့တော့ဂျာမန်တွေကဒီ pressing ကိုကပို့ပြီးတော့အပြင်းထန်ဆုံးအနေထားနဲ့ကစားတယ်အဲ့တော့အဲ့ဒီအပြင်းထန်ဆုံးအနေထားဆိုတဲ့အရာကိုဒီဘာစီလိုနာရဲ့မူရင်းရှိပြီးသား pressing တွေမှာပေါင်းထည့်လိုက်တယ်အဲ့တော့အခုဘာစီလိုနာဖြစ်သွားတာကသူတို့ရဲ့မူရင်းအသာချက်ဖြစ်တဲ့ position base ကိုကစားနိုင်တယ်တစ်ချိန်တည်းမှာခုနက ဒီ Liverpool လို heavy metal football ကစားနေတဲ့အသင်းတွေရဲ့ pressing ကိုလည်းသူတို့ပေးတယ်။အဲ့အင်းကူကိုပေါင်းပြီးတော့ကစားသွားပြီးတော့အခုလိုမျိုးကျွန်တော်တို့အားလုံးကအားကြရတဲ့ပွဲတိုင်းကြည့်ကောင်းအောင်ဖန်တီးနိုင်တဲ့အသင်းတစ်သင်းအဖြစ်သူတည်ဆောက်သွားခဲ့တာ။အဲ့တော့ဒီနေရာမှာသူ့ရဲ့ဒီနီးပြူဟာအမြင်အပြင်သူ့ရဲ့ဒီကစားသမားတွေကို man management လုပ်နိုင်မှုပေါ့နော် man management လုပ်နိုင်မှုတယောက်ချင်းရဲ့ profile ကိုကောင်းကောင်းနားလည်ပြီးတော့ပဲ့ပြင်နိုင်မှုဒါအထူးသဖြင့်ကျွန်တော်တို့ Rafinha တို့မှာတွေ့ရတယ်ပေါ့နော်အဲ့တော့ဒီအရာတွေလည်းကျွန်တော်တို့ဟို defensive line ကိုချီးကျူးရမယ်ပြီးတော့ဟိုဒီသူ့ရဲ့နှဘိုးရှိနေတဲ့ရှည်ရင်းဆွဲအထိုင်မပြောက်ပြက်အောင်မပြောက်ပြက်ပဲနဲ့ပူတော်တိုးတက်လာတဲ့ကျွန်တော်တို့ ball position တတ်တတ်ပဲကြည့်မယ်ဆိုရင်ဂျာဗီလက်ထက်ကအသင်းကပြီးခဲ့တဲ့မိနစ်တောင်းအောင်ဆိုရင်66ရာခိုင်နှုန်းပေါ့နော်လာလီဂါမှာတော့အများဆုံးပါပဲ66ရာခိုင်နှုန်းရှိတဲ့ ball position average position ပေါ့နော်66ကဒါအရင်များတဲ့ပမာဏဒါမဲ့ DRD မှာဘာစီလိုနာ69တောင်ရှိတယ်အော်အဲ့တော့3%ပဲလို့ပဲထင်ရတယ်ဆိုပေမဲ့အဲ့ဒါအဲ့ပမာဏကများတယ်ပေါ့နော်တော်တော်ဒီ elite asset မှာအဲ့တော့ ဟန်စီဖလစ်ကသူ့ရဲ့ဒီမူရင်းရိုးရာကိုလည်းမပြောက်ပြက်အောင်ပြီးတော့နောက်ထပ်ဒီရိုးရာကိုပိုကောင်းလာအောင်လုပ်ပေးမယ်။တခြားသော aspects တွေကိုလည်းပိုကောင်းအောင်လုပ်ပေးနိုင်တဲ့အတွက်ဒီအခုအချိန်တိုလေးအတွင်းမှာဟန်စီဖလစ်လုတ်ပြခဲ့တဲ့ဒီအောင်ပွဲတွေကိုတော်တော်လေးကိုဟိုအတိမတ်ပြူရပါမယ်အခု။ဟုတ်ပါတယ်။ဟိုဘာစီလိုနာကအခုလည်းဒီပြီးခဲ့တဲ့နေရာဒီလုံကဆိုရင်လည်းဒါပြောထားတယ်လေ။ရီယယ်ကိုကကျတော့ဒီကီလီယန်အဘာဘေးလိုကမ္ဘာစူပါစတာကစားမတယောက်ရောက်လာမယ်။ ပြန်ဖဲရဲ့အနေအထားနဲ့ကြည့်မယ်ဆိုဘာစီလိုနာကလူငယ်တွေကိုပိုပြီးမှအားပြူပါလေမှတ်ပုံတင်တဲ့အနေအထားမှာတော့မှကစားမတယောက်ချင်းစီမှတ်ပုံတင်ရတဲ့ဟာတွေရှိတယ်အခက်အခဲအများကြီးရှိတဲ့ဘာစီလိုနာကိုအခုအမှန်တိုင်းပြောမယ်ဆိုရင်တော့တိုင်ဂါရစ်လောက်ထဲမှာပဲရှိမယ်လို့ထင်ထားတာဒီလိုမျိုးချန်ပီယံဖြစ်လောက်တဲ့အနေအထားမျိုးဆိုတော့မှဒါမထင်ထားဘူးပေါ့နော်ဒါပေမဲ့ထင်ထားတယ်ကိုအများကြီးလှုပ်ပြနိုင်ခဲ့တဲ့နေရာမှာတော့ဒါစီတူပြောပဲလို့သူရဲ့ဒီ position ကိုလည်း မပြောင်းပြစ်ဘူးပေါ့နော်ဒါသူရဲ့69ရာခိုင်နှုန်းဆိုတာတူတော်ကြီးကိုများပါတယ်ဒီနေ့ခင်မှာဒီဘောလုံးပွဲတစ်ပွဲမှာ average position ဒီ69ရာခိုင်နှုန်းဆိုတော့မလွယ်ဘူးဘယ်လိုပြောမလဲကျန်တဲ့အသင်းတွေကဟို20ကျော်ပဲရှိမယ်လေကစားရတာအမျိုးဒီ sorry 30ကျော်ပဲရှိမှာမျိုးကျတော့တူတော်ကြီးကိုပဲကွာဟာလုံးနဲ့နေသားပြီဆိုတော့ဒီဘာစီလိုနာရဲ့ဒီရာသီဘောလုံးပိုင်ဆိုင်မှုကလည်းတော်တော်တော့ဒါကြောက်ဖို့တော့ကောင်းတော့ဘူးလို့နောက်ထပ်အကူလို့ဒီ man management ဘိုင်းနဲ့ပတ်သက်ပြောမှာစီသူပြောသွားတာလေးထားတော့ရှိရယ် rafinha လို့ပေါ့နော်နောက်ထပ် ဒါကိုဒါဆွဲထုတ်ရမှာဆိုရင် Frankie Di Jong လို့လည်းပါမယ်ထင်တယ် Frankie Di Jong နောက်ထပ်ဒါ Lewandowski တို့လိုကစားသမားဆိုပေါ့ Lewandowski ကအသက်အရွယ်ပိုင်းကအကြပဲရောက်လာပြီဆိုရင်ဒီရီလာဒီကာမှာသူ twin ပေးထားတဲ့ goal အရေအတွက်ကတကယ်ကိုကြောက်ဖို့ကောင်းတဲ့အနေထားမျိုးပေါ့နော်လူငယ်ချီတဲ့တိုက်စစ်မှုတွေတဲ့ရှင်နိုင်တဲ့ goal တွေ့ရမျိုးကို Lewandowski တွင်နိုင်ခဲ့ Rafinha တို့ကစားသမားမျိုးကိုနေရာဆုံးလိုက်ကစားနိုင်တဲ့အသင်းကိုတကယ်ဥဆောင်မှုပြီးနိုင်တဲ့ကစားသမားမျိုးဖြစ်အောင်လည်းပြန်ပြီးမှစီးရုံနိုင်တဲ့ ယုံကြည်မှုပျောက်ဆုံးနေတဲ့ဒီ Frankie De Jong ကိုကစားမလဲဒီနောက်ပိုင်းပေါ့အထူးဖြစ်တကယ်ကိုဟိုဘောလုံးရပြီးအဆုတ်ဖြတ်ပြီးမဲ့ကာလာလေးမှာဆိုရင် Frankie De Jong ရဲ့အခက်ခဲတာလေးအရန်ကိုအေးပါလာတယ်လေတွေ့ရပါလေဒီ management ပိုင်းနဲ့ပတ်သက်ပြီးမှ Hansi Flick ဘယ်လိုပြောင်းလဲကြိုင်တွင်လိုက်တယ်လဲဆိုတဲ့ပိုင်းလေးကိုလည်းစတူပြောလို့ရအောင်နိဟုတ်ကဲ့ကိုဒါ Hansi Flick ကအဲညင်တာတယ်ဒီပြင်းထန်ရမယ့်နေရာမှာပြင်းထန်တယ်တော်တော်လေး flexible ဖြစ်တဲ့ဒီ personality ကိုပိုင်ဆိုင်ထားတဲ့နည်းပြတစ်ယောက်ပေါ့နော် အဲ့တော့ဒီရဒီမှာဆိုရင်ဒီ Rafinha ကိုမှန်ကန်စွာ profile ဆုံးဖြတ်နိုင်ခဲ့တယ်။ Rafinha ကဘယ်တော်မှမသူကောင်းမှုဆိုတာပထမဒီခြေစမ်းပွဲတွေအစပိုင်းတော့သူနံပါတ်10ရုံမှာတုံးတယ်။ဒါပေမဲ့နောက်ပိုင်းဒီဘက်ဘယ်ဘက်မှာတုံးရဲခဲ့တယ်။အဲ့တော့အဲ့လိုတုံးရဲဖို့ကမလွယ်တော့မလွယ်ဘူးပေါ့နော်။ဒါပေမဲ့သူ့အနေနဲ့လူပုံကိုတယောက်ချင်းစီကိုယုံကြည်မှုရှိတယ်ပေါ့နော်။အထူးသဖြင့်အဲ့ဒီပုံကိုယုံကြည်မှုကိုကျွန်တော် Rafinha နဲ့ Inigo Martinez မှာမြင်ရတယ်။ Inigo Martinez ဆိုရင်လည်းဒါဒီရဒီရဲ့အရေးပါဆုံး ကူဘာစီကအရင်ထင်းလင်းထွက်နေတာပေါ့နော်အရင်ထင်းလင်းဒါသူပါရမီရှင်ခြေစွမ်းကိုပိုင်ဆိုင်ထားတဲ့ကစားသမားဒါပေမဲ့ overall ချုပ်ကြည့်မယ်ဆိုရင်အင်ဒီဂိုမာဒီနက်စ်ဥဆောင်မှုနဲ့အင်ဒီဂိုမာဒီမရှိနေခြင်းကပို့ပြီးတော့အရှိပါကျွန်တော်တို့ဒီပို့ပြီးတော့အခြေသွင်းမြင့်တဲ့ခန်းစစ်မှုအဖြစ်သိကြတဲ့အသင်းကောင်းဆောင်လည်းဖြစ်တဲ့ရာဝချူကစားရတယ်ပေါ့နော်ရာဝကိုကစားရတယ်ဆိုရင်ဘာစီလိုနာပုံပြတ်သွားတယ်ဒီသူ့လောက်အခြေသွင်းမမြင့်ဘူးလို့သတ်မှတ်ခံရတဲ့အင်ဒီဂိုမာဒီနက်စ်ကစားမှာ ပို့ပြီးတော့ကောင်းတယ်ပေါ့နော်ပြီးတော့သူ့ရဲ့ပုံရှုံးနဲ့ရည်သွေးဒီ switch the play လို့ခေါ်တယ်ဘောလုံးကိုလှမ်းလှမ်းပြီးပေးတယ်သူတစ်ဖြင့်ရမားကိုလှမ်းပေးတဲ့ဘောလုံးတွေပေါ့နော်အဲ့ဒီစွမ်းဆောင်ရည်တွေကိုသူရအောင်ဆွဲထုတ်နိုင်ခဲ့တယ်အဲ့တော့ဒီအချက်ကအရင်ရှိပါတယ်ပေါ့နော်ကျွန်တော်တို့ဘာစီလိုနာပြောင်းလဲတဲ့ဟာကိုကြည့်တဲ့အခါမှာနီမြူဘန်ပြောင်းလဲတာလေးရှိတယ်။အဲ့တော့ဒီဘာစီလိုနာအလန်ထရိုဘယ်ဒီကနိုကိုရီးယားဒီတိုက်စစ်ကို LW နီနီလိုက်ပြီးတော့ကစားတယ်။အဲပြီးတော့ဒီ3-5ပုံစံဆက်တပ်ပဲပေါ့နော်အဲ့လိုလိုက်ပြီးတော့ကစားတယ်။ဒါပေမဲ့ဒီဘဲတောင်မန်တဲမှာ ဒီ Rafinha ကိုသုံးမရဲခဲ့ဘူး Xavi ကအဲ့တော့ Xavi ကအဲ့ဒီဟာကိုမသုံးရဲခဲ့တဲ့အတွက်ဒီ Lewandowski isolated ဖြစ်နေတာပေါ့တယောက်တည်းဖြစ်နေတဲ့ပြဿနာကိုတောက်လျှောက်ရင်ဆိုင်ရတယ်ပြီးတော့ Lamine Yamal တော့မနေ့ကတည်းကလောက်မကောင်းသေးဘူးပေါ့လေအဲ့တော့အဲ့ဒီပြဿနာတော့ရှောက်ရင်ဆိုင်အဲ့ဒီပြဿနာကိုဖြေရှင်းဖို့အတွက်သူက Rafinha ကိုအဲ့ဒီ Rose ကိုဒါတတိရှိရှိနဲ့နေရာပေးတာပေါ့နော်တကယ်လို့ fail ဖြစ်သွားရင်လည်းသူပဲခံမှာဒါပေမဲ့ तू အဲ့ဒါကို तू ရအောင် तू ပေးနိုင်ခဲ့တယ်အဲ့တော့ပွဲထွက်လို့စင်းမှာတော့ Rafinha ပဲတောင်းမှ အဲတောင်မန်ကစားလို့မှာပါဒါပေမဲ့တကယ်တမ်းကစားလို့လီဗန်ဒိုစကီရဲ့အနီးနားမှာရှိနေပြီးတော့လီဗန်ဒိုစကီ isolated မဖြစ်အောင်ဒါအနီးကက်ကက်ကစားပြီးတဲ့ပြီးလီဗန်ဒိုစကီလောရမဲ့ဒီ physical walk ချင်ကိုပို့လုပ်ပေးရကစားမှာဖြစ်မြင်ရတယ်လီဗန်ဒိုစကီရဲ့အသက်ရကြီးတာဖြစ်တော့သူ့ရဲ့ physical လောက်ကိုချပေးလိုက်တယ်ပြီးတော့လီဗန်ဒိုစကီကိုကြတော့ကျွန်တော်ပွဲတွေမှာကြည့်မယ်ဆိုရင်ဒါ Michael Kors ဆောင်းပါးတပုတ်အောင်ရှင်းထားတဲ့လီဗန်ဒိုစကီကဒီတိုက်စစ်ကိုဘာကျွန်တော်တိုက်စစ်ကိုသူကလက်တွေညွန်ပြပြီးတော့ လိုင်းကြောင်းတွေဖွင့်ပေးတယ်ဆိုပြပြောမယ်ဆိုကွင်းထဲအနီးပြပေါ့နော်အဲ့အဲ့လိုမျိုးဖြစ်အောင်လို့ဒါဂျာဗီလက်ထက်မှာလေဗန်ဒေါစကီအဲ့လိုမလုပ်ခဲ့ဘူးဒါပေမဲ့အခုအန်စီဖလစ်လက်ထက်မှာလုပ်ခဲ့အဲ့လေဗန်ဒေါစကီနဲ့အန်စီဖလစ်ဆိုတာကလည်းငိုရဲရဲ့ connection တွေရှိပြီးသားပေါ့နော်အဲ့တော့ဆိုလိုချင်တာကလေဗန်ဒေါစကီရဲ့ဉာဏ်ရည်လေဗန်ဒေါစကီရဲ့အတွေ့အကြုံကိုတခြားသောနီလန်တစ်ခုနဲ့ဒီချပြီးတော့ရယူလိုက်တယ်ဒါကကျတော့ tactics တတ်တာမဟုတ်တော့ဘူးအန်စီဖလစ်ရဲ့ဒီလူတွေကိုအသုံးချခြင်းပညာပေါ့နော်အဲ့တော့ဒီအရာကိုကျွန်တော်တို့ဒီနောက်မှာ အနီကိုမာဒီနက်စ်မှာတွေ့ရတယ်ရဖင်ညာမှာတွေ့ရတယ်လေဗန်နော့စကီမှာတွေ့ရတယ်ခုနအကိုပြောသွားတဲ့ဖရန်ကီဒီအောင်ဖရန်ကီဒီအောင်ဆိုရင်လည်းသူဒီရဒီမှာတုံးသွားတာတော်တော်လေးကိုကောင်းတယ်ပေါ့နော်မူလတော့ကကာဆာဒိုနဲ့တောက်လျှောက်ကစားနေဒီအောင်တန်ရရနေပေါ့နော်ကာဆာဒိုတန်ရရဲ့ကာဆာဒိုတောက်လျှောက်ကစားနေတဲ့အချိန်မှာသူအပြောင်းလဲမလုပ်ပလိုက်ဘူးဖရန်ကီဒီအောင်နာမည်ပူကြီးရဲ့ကစားသမားပို့ပြီးတော့ထူးချွန်တဲ့ကစားသမားမှုလို့အပြောင်းလဲမလုပ်ဘဲနဲ့ဒီဖရိန်ထဲမှာထိန်းထားတယ်ဒါပေမဲ့ဖရန်ကီဒီအောင်လည်းပုံပြီးချန်ပီယံဘကဝင်ကစားနေတော့မယ်ပေါ့နော်အဲ့တကယ်လိုအပ်တဲ့နားဝတဲ့အချိန်ကျတော့ခုနရတန်ကပြန်ပြီးတော့ တက်လာပြီးတော့ Frankie De Jong နေနဲ့ဝင်ပြီးတော့ကစားပြီးနိုင်ခဲ့တယ်ပေါ့အဲအဲ့ညမှာကျွန်တော်တို့ဘာလို့သွားတွေ့ရလဲဆိုတော့ရာသီစတော့ဆိုတာကဆာဒိုတို့ပြီးတော့ဒီတန်ရရသွားတဲ့ Barnel Barnel တော့တန်ရအကြီးရတာပေါ့နော် Barnel ရှိမယ်ပြီးတော့ဒီတိုက်စစ်မှာဆို Pablo Torre တို့ဒီလိုကစားသမားတွေကိုဒီသူလူကြီးလူငယ်မျှအောင်လို့သူအကောင်းဆုံးပေါ့ဗျာ Inigo Martinez တို့ Rafinha တို့အပယ်ခံအောင်လဲသူဒီအသင်းထဲရှောက်အောင်ထည့်နိုင်ခဲ့တယ်ခုနလိုမျိုးလူငယ်တွေမယုံရဲတဲ့လူငယ်တွေလဲသူရှောက်အောင်ဆွဲပြီးတော့ ဒီအသင်းထဲမှာ fit ဖြစ်အောင်ထည့်နိုင်ခဲ့တယ်အဲ့တော့ဒီအရာကဒီနီးပြီးတော့တသက်မဟုတ်ပါနဲ့သူ့ရဲ့ဒီလူတွေကိုစီမံခံခွဲတဲ့အရှိအသွေးကျွန်တော်တို့အများကြီးမြင်ရတယ်ဒါပြင်နောက်ထပ်လူငယ်လေးတွေဖြစ်တဲ့ Hatterford တို့လို့ပြီးတော့ဒီ Gerald Martin တို့လို့အဲ့လိုမျိုးပေါ့နော်ဒီကစားသမားတွေကိုလည်းသူတဟဆာတာဖြစ်အောင်ဒီလူနေရာတွေပေးခဲ့တာမြင်ရဒါကြောင့်မလို့ဟိုအချိန်အတိုင်းအတာတစ်ခုထီတော့ပေါ့နော်ဥမာ penalty မပါဘူးပေါ့ဒါပေမဲ့ Gerald Martin အတိုင်းအတာတစ်ခုထီဖြစ်ပြီးကစားမိနေတယ်ဘယ်တောင်တော့မကောင်းဘူးမြင်သူအရင်ကြီးလိုအပ်ချက်မဖြစ်နေဘူးအဲ့လိုမျိုး ဒီဒီ squad management လုပ်သွားတာကိုလည်းကျွန်တော်တို့မြင်ရတယ်အဲ့တော့ဒီဟာဒီက Hansi Flick ရဲ့အဲ man management လို့ပဲကျွန်တော်တို့ယူဆတယ်ပြီးတော့ဒီ Flick နဲ့ပတ်သက်လာရင်ဗျာပြောမဆိုရင်ကျွန်တော်တို့ TV ကနေ Charlie အသင်းရဲ့ဟိုပါဘော documentary ပေါ့နော် all all or nothing ပေါ့နော်အဲ့တော့အမှ Hansi Flick ရဲ့ဥဒေသားကြီးကျွန်တော်တို့မြင်ရတယ်ဘယ်လိုလဲဆိုတော့အားလုံးလည်းသိကြမှာထင်တယ်ဒီ gimmick က Hansi Flick ရဲ့ nephew ဟာဝေဖန်တာအဲ့ဒီအသင်း meeting ထိုင်နေတဲ့အချိန်မှာပဲဝေဖန်လိုက်တာပေါ့နော်ဝေဖန်လိုက်တာကို Leslie Flick ကဒါဝူဝါမလုပ်ဘူးပေါ့လေသူ့အနေနဲ့တိတိငိမ့်ငိမ့်ပဲတုံ့ပြန်တယ်ပြီးတော့ Kimmich ပြီးတဲ့အကြံဉာဏ်ရှာယူတယ်ရှာယူပြီးတော့ဒီအတုံးချခဲ့တာကျွန်တော်တွေ့ရတယ်ပြီးတော့တုံ့ပြန်ပုံအရောသူ့ရဲ့ဒီပွဲရဲ့ interpretation မှာကျွန်တော်ဒီရရင်မြင်ရတယ်ပေါ့နော်ကျွန်တော်ဆိုလို general Hansie Flick ကအဲ့လိုမျိုး um flexible ဖြစ်ပြီးတော့အကောင်းဆုံးဒီ handle လုပ်နိုင်တဲ့နည်းပြတရားဖြစ်တယ်အဲ့ဒါကိုလည်းဒီရဒီ Barcelona အောင်ပွဲမှာ မြင်ခဲ့ရတယ်လို့ကျွန်တော် ကတော့အာယူဆပါတယ်ပြီးတော့ကျွန်တော်ပြောဖို့ကြံသွားတယောက်ရှိမယ်ထင်တယ် Ferrandoras Ferrandoras ကိုသုံးမရဘူးလို့ထင်ခဲ့ကြပါမယ် Ferrandoras ကိုလည်းသူ့အနေနဲ့ဥပမာ Lewandowski နဲ့ Ferrandoras ကစားတယ်ပုံစံမတူဘူးပေါ့နော် Ferrandoras ကိုသူတခြားတစ်မျိုးနဲ့အသုံးချပြီးတော့တခြားတစ်မျိုးပုံစံနဲ့ Ferrandoras အာတန်တဲ့ပုံစံနဲ့သူဒါအသုံးချတယ်ချလဲချရဲတယ်အဲ့ဒီကဖြစ်လာတဲ့ consequences ကိုလည်းသူရင်ဆိုင်ရဲတယ်ပေါ့ဆိုတော့ကျွန်တော်ဆိုလို့ကျွန်တော်အပြောင်းလဲလုပ်ခဲ့တယ်ပေါ့နော်ခုန tactical loops hole တွေကို Javi လည်းမသိတာမဟုတ်သိလိုက်မယ်ဒါပေမဲ့ तू Rafinha အဲ့လိုပဲတောင်းမှမတုံးရဲခဲ့လား Fernandes ကိုအဲ့လိုမျိုးကစားခံရဲလား तू မကစားခံရဲဘူးပေါ့နော်ဒါ Hansi Flick ကကစားခံရဲအဲ့ဒီအတွက် तू Robert ကိုတော့ तू ရရှိခဲ့လို့ပြောရပါမယ်ပေါ့ဟုတ်ပါတယ် Hansi Flick နဲ့ပတ်သက်လာရင်ချီးကျူးကြတဲ့အထက်မှာသူရဲ့ယူသားမှုပေါ့နော်ဒီကစားမားနဲ့ဟိုပြောဆိုဆက်ဆံတဲ့နေရာမှာ တကယ်ကိုယူသားတဲ့ဒီပြားတယောက်ဆိုပြောမှလည်းကိုကိုတော့ဖက်ရတာလည်းရှိတယ်။ဒီကစားသမားတွေပြောဆိုဆက်ဆံနေတယ်မှာယူသားတာပဲပြောတယ်။ခဏလုံးကဒါစီတူပြောကြမှာဆိုရင်ကီမစ်နဲ့ဒီဂျာမန်လေဝီစင်အတင်းထဲမှာဒါအပြန်အလှန်ဖြစ်ခဲ့တဲ့ဒီဖြစ်ရမျိုးလေးမှာဆိုရင်ဒါသူ့ရဲ့ယူသားမှုတွေကိုလည်းမြင်ရလိမ့်မယ်လို့ထင်ပါတယ်။နောက်တစ်ခုကကျတော့ဒီဘယ်လိုပြောမလဲ foreign draws ကိုဗောလေအခုတုံးထွက်တဲ့အပိုင်းလေးကတော့တော်တော်ကြီးကိုပေါ်လာတော့ကြာတယ်။ဘာလို့လဲဆိုတော့ဟိုအရေးပါတယ်ဒီနောက်ဆုံးဒီဘယ်လိုပြောမလဲတကယ် ဘောလုံးဒီဘောလူပွဲတွေပေါ့လေဘောလူပွဲတွေနောက်တစ်ခါကျောင်းဆူကလာအတွက်အရေးပါတဲ့ပွဲစဉ်ဒီမှာဆိုရင်လီဗာစကော့တီနာနာရီရဲ့အခြေအနေရှိတယ်ဒီလိုအခြေအနေမျိုးမှာဆိုရင်လည်းမတူညီတဲ့ပုံစံမျိုးနဲ့တုံးသွားတာတကယ်လည်း effective ဖြစ်တယ်နောက်တစ်ခါကျတော့ဟိုဘာစီလိုနာမှာဆိုရင်ဒီရာသီဒါဒမယ်ဖေမှာပေါ့နော် twin goal ဘူပေါင်ပတ်သက်မှုတကယ်ကိုပဲနှစ်ခုပေါင်းပြီးတော့မှဒါဒမယ်ဖေဒမယ်ဖေကရှေ့ကစားမှာဆိုရင်၄ယောက် လေးယောက်လောက်ငါးယောက်လောက်မျိုးနော်ရှင်ဖာလန်တော့ရှိမယ်အဲနောက်ထပ်ဂူလီဝန်ဒေါစကီရှိမယ်ဂျီမားရှိမယ်နောက်ထပ်ရာဖင်ညာရှိမယ်ဒီလိုမျိုးတိုက်စစ်အစုအဖွဲ့အင်အားကြီးဖြစ်သွားတော့လောက်အောင်တိဆောက်နိုင်ခဲ့တဲ့ဒီဟက်စစ်ဖလေးရဲ့ဒီဗျူဟာဘိုင်းလေးပေါ့စတူချက်လို့တက်ပြပြောပြောနေအဟုတ်ကဲ့ကိုဒါကျွန်တော်အရှင်းမှလည်းပြောခဲ့သလိုပဲပေါ့နော်ဘာစီလိုနာရဲ့ဒီစတိုင်ကအရင်ဇာဗီစတိုင်နဲ့အရင်ကြီးกว่าပါလားပေါ့ဒါပေမဲ့ high pressing ပိုဖြစ်တယ်အဲ့တော့ Hansi Flick ကပြီးခဲ့တဲ့ဒီသတင်းစာရှင်းလင်းပွဲမှာသူအဲ interview မှာသူပြောသွားတာမျိုးပေါ့ Real Madrid ကဒီထိချက်ဒီ El Clasico မှာ Real Madrid ကဒီ minute 20ကျော်မှာထိချက်နှစ်ချက်လောက်ပဲရှိခဲ့တယ်ဆိုတော့အချက်လက်ကိုသူကင်ပြီးတော့ပြောတာပေါ့နော်အဲ့တော့ဒီဟာပဲကြည့်ပေါ့လေအဲ့ဒါငါအသင်ဘလို့အလုပ်လုပ်လဲဆိုတော့ပြသတယ်ငါရဲ့ pressing ဘယ်လောက်ထိ effective ဖြစ်လဲဘယ်လောက်ထိကောင်းလဲဆိုတော့ပြသတယ်သူကောင်းလေးတွေအလုပ်စူးစမ်းတာသူဂုံယူတယ်ဆိုပြီးတော့ပြောတာပေါ့နော်အဲ့တော့အဲ့ဒီ dimension ကဒါအစ်စ်ပေါ့အရှင်ဘာစီလိုနာမှာမရှိတဲ့ dimension အစ်စ်ပေါ့အဲ့ဒီအကြောင်းပဲဘာစီလိုနာပို့ပြီးတော့ အဲကြောက်ဖို့ကောင်းလာကြောက်ဖို့ကောင်းလာပြီးတော့ဒီသူ့အနေနဲ့ high turnover ရှေ့မှာဘောလုံးပြတ်ပြီးတော့ချက်ချင်းကိုးသင့်နိုင်တယ်အဲ chance တွေပို့ပြီးတော့ရလာတယ်ပြီးတော့အဲ့လိုရလာတဲ့ခါမှာဖြစ်လဲဆိုတော့ငိုရဲဘာစီလိုနာမှာဘောလုံးရဲ့ပွဲတစ်ပွဲဘောလုံး60ရာခိုင်နှုန်းလောက်ကိုမက်ဆီမိတ်ပြီးခြင်ထားတဲ့အသင်းအဲ့တော့ခုနလို chance တွေမထပ်ပေါင်းလိုက်တဲ့ခါမှာဘာစီလိုနာရဲ့အဲဒီဖြစ်နိုင်စွမ်းနေရအခွင့်အရေးရနိုင်စွမ်းနေအပူပူတိုးလာပေါ့နော်အပူပူတိုးလာတာအဲ့တော့ဒီအရာကိုသူဟန်ချက်ညင်ညင်နဲ့ဒါကန်တွယ်နိုင်ခဲ့တာတော်တော်လေးဒါသူ့ရဲ့အရေးကြီးတဲ့နည်းပြပါပေါ့နော်ပြီးတော့ခုနကျွန်တော်ရှေ့မှာပြောသွားသလိုပဲ ရာဖင်ညာကိုအဲ့ဒီဒီ left inside channel ထဲမှာနေရာချတာဒါတော်တော်လေး bold ဖြစ်တဲ့ဆွမ်းဆုံးဖြတ်ချက်လို့ပြောရမှာရာဖင်ညာကဒီ Victoria Gimarish မှာကစားတော့က elder LW ကစားဘူးလေဒါပေမဲ့နောက်ပိုင်းမှာဒါ Rens အသင်းပြောင်းလာတော့ပြီး Leeds United မှာညာဘက်ပဲကစားခဲ့တယ်အဲ့တော့မကစားတတ်တာမဟုတ်ကစားတတ်ပေမဲ့သူ့ရဲ့အဓိကအသာချက်ကဒီ inside ဒီချိုးဝင်ပြီးတော့ ဒီ inverter wing ကအနေနဲ့ကစားတာပေါ့နော်ဒါပေမဲ့အဲ့လိုကစားသမားကိုသူအလဲပို့ကြည့်ရအလဲမှာအဆင်ပြေတယ်ဒါအလဲပို့တာကဂျာဗီလေးလုတ်ခဲ့ပါတယ်ပြီးတော့ဘယ်တောင်မှပို့တာလဲဂျာဗီလေးလုတ်ဘူးတယ်အဲ့တော့အဲ့ဒီ sample လေးတွေကိုသူကြည့်ပြီးတော့သူနေရာချတယ်ပြီးတော့ဂျာဗီခိုင်းတာတည်းပို့ပြီးတော့ကောင်းအောင်လို့ဒီ left inside channel တက်တက်ပဲသူ insert လုတ်ခဲ့တယ်အဲ့တော့အဲ့ဒီဟာက DRD မှာအရေးကြီးဆုံး tactical trans ကိုဖြစ်တယ်တချို့အသင်းတွေဥပမာ Chelsea အသင်းဆိုရင်ဒါမှ Drake ကိုအဲ့လိုပုံစံမျိုးကစားခိုင်းလာတာကိုကျွန်တော်တို့မြင်ရတယ်အဲ့လို large type တွေကိုအဲ့လိုပုံစံကစားလာ အစားစီမှာကိုလည်းကျွန်တော်တို့အနာဂတ်မှာမြင်ရနိုင်တယ်ပေါ့နော်။ဘာလို့လဲဟန်စီဖလစ်ကရာဖင်ညာနဲ့ဒါအခုရာဖင်ညာဘလွန်ဒီယောစရင်ပေါက်တဲ့အထီးကိုဒါတော်တော်လေးကောင်းခဲ့တာဟုတ်။အဲ့တော့အဲ့လိုကောင်းခဲ့တဲ့ level ရအောင်လို့ဒါသူမတို့သူစိတ်တိုင်းကြကစားလို့မရဘူးကစားသမားတယောက်ကဒီလိုမျိုးအရေးကြီးတဲ့ဒီနေရာပိုင်းဆိုင်ရာ position နဲ့ပတ်သက်တဲ့ဟာကြီးကျတော့ဒါနီးပြခိုင်းတာဖြစ်တယ်အဲ့တော့ဒီကလုံးဝဒီ Hansi Flick ရဲ့ tactical master class လို့ပြောရမယ် Rafinha ရဲ့အဲ့ဒီ off the ball မှာဒီ pressing ကိုဦးဆောင်တာရောပြီးတော့ဒီ ကို in position ရနေတဲ့အချိန်မှာသူဒီ left half space တွေကနေအကောင်းဆုံးတိုက်ခိုက်တာအထူးသဖြင့် Lewandowski ကိုကူညီပေးတာပြီး running behind စ Lewandowski ကမပြေးနိုင်တော့ဘူး။ Yamaha ကကြတော့သူကဘောလုံးကို create လုပ်တဲ့လူဖြစ်တယ်။သူသွင်းသွင်းမယ်မသွင်းသူ create လုပ်မယ်။သူက running behind သူပြေးမှာမဟုတ်ဘူး။သူစီကဘောလုံးကထွက်မှာဖြစ်တယ်။အဲ့တော့ပြေးတဲ့လူတယောက်လိုအပ်တယ်။အဲ့ဒီရဲ့လူတယောက်လိုအပ်တဲ့အလုပ်ကို Rafinha ကလုပ်ပြီးတော့ သူ့ကို left inside channel ထဲမှာ90%လောက်ထားရမယ်ဆိုတော့ Hansi Flick မှန်ကန်စွာအဆုံးဖြတ်ချက်ချနိုင်ခဲ့တယ်။အဲ့ဒါကပဲဒီအခုကျွန်တော်တို့အရင်ကြောက်ဖို့ကောင်းတဲ့ Barcelona တိုက်စစ်ကိုဖြစ်လာစေခဲ့တယ်။ပြီးတော့ Ferran Torres နဲ့ပတ်သက်ရင်ကြတော့ဒါ tactics တက်ဆိုင်သူ့ရဲ့ man management ပေါ့နော်။အဲ့တော့ Ferran Torres အပြင်တခြားသောနေရာတွေမှာလည်းတွေ့ရတယ်။ Barcelona ကစားလိုက် intense အရင်ဖြစ်တဲ့အတွက်တန်ရာရနိုင်ချေအရင်မြင်တယ်။အဲ့တော့ပွဲအခွင့်အရေးပေးလို့ရတဲ့အချိန်တိုင်းမှာဒီလူငယ်ကစားသမားတွေ အရှံကစားသမားတွေဟွန်စီဖလစ်ကအမြဲတမ်းနေရာပေးတာကိုတွေ့ရတယ်ပေါ့နော်အဲကျွန်တော်တို့ဘာစီလိုနာရဲ့ဒီမင်းနစ်စတာကိုကြည့်မယ်ဆိုရင်ဒါပပလိုထိုရဲရိုဖမင်းလိုဘတ်စ်တို့အစားရှိတဲ့ဖြင့်ကစားသမားတော်တော်များများပါဝင်တာကိုတွေ့ရတယ်အဲ့တော့အဲ့ဒီအသေးပွင့်တော့ဒါခံစားခဲ့ရတယ်ပေါ့လေဟုတ်ကဲ့ပေါ့ဟုတ်ပါတယ်ဟိုကိုတို့ဘိုင်မြူနစ်နဲ့ပွဲမျိုးပေါ့နော်ချန်ပီယံလိမှာဘိုင်မြူနစ်ကိုသူကိုပြတ်နိုင်လိုက်တဲ့ပွဲအဲပွဲမှာကြည့်မယ်ဆိုရာဖီညာရဲ့ ခိုင်းမှန်တာတော်တော်ကြီးကိုရေးပါလာတယ်ဘောထင်ရှားပါဘောနော်ရာဖင်ညာဒီလိုပုံစံကစားနိုင်နေဘယ်တန်းမှာဟိုမတူညီတဲ့ရှူတောက်ပေါ့လေအစောပိုင်းကမမြင်ထားတဲ့အမျိုးအခုတော့ဒါရာဖင်ညာကိုမြင်လာဆိုလဲဒါလေးကျွန်းတတ်မှာဆိုဒါစတူပိုလိုညာတော်မန်းနေကစားမယ်ဘယ်ချင်းနဲ့ကတ်နေဆက်လို့လဲအဝေးရနေလှမ်းကန်တယ်ဒါသူ့ရဲ့အကောင်ဆုံးပုံစံဒီလိုပုံစံနဲ့သူအနည်းဆုံးတရာတီကို16ကို18ဘောလောက်ထိသူပြပြသွင်းနိုင်တဲ့ဒါကစားမှမျိုးလို့ဒါပြောလို့ရအဲ့အနေထားမှာဒါဘယ်ချန်းကနေလဲသွားတယ်ဟိုမျိုးပြောမယ်ဖန်တီးမှုတဲ့ဆိုင်သူကိုယ်တိုင်ကိုဂိုးတွေ တွင်းနိုင်တဲ့ပိုင်းကြတော့ဒါနီဂျီးယားရဲ့အမြင်ပေါက်ဆက်လောက်ကကစားမကူတိုင်းလည်းတကယ်ကျူးစားတဲ့ရလက်တွေပေါ့နော်ဒါဘာစီလိုနာကမရခဲ့တယ်။နောက်ထပ်အကူဒါဘာစီလိုနာပတ်သက်ပြီးတော့အပြောင်းလဲဒီဘယ်လိုရောက်လဲတိမက်ပြရမယ့်အခြေအနေတကူကကြတော့ပြီးခဲ့တဲ့နှစ်ဒီဇင်ဘာလကဒီဇင်ဘာလဝင်ကျင်ပေါ့လေနှစ်တကူကာလဝင်ကျင်မှာဘာစီလိုနာအရန်ကိုရလက်ဆုတယ်ပြန်ပွဲဒီလာလီဂါမှာဆိုရင်ရှုံးဝဲတော်ကြီးကိုဆက်သွားတယ် ်မထင်မှတ်တဲ့ရှုံးွက်တွေပေါ့နော်ဒီကနက်စတိုကိုလည်းရှုံးမယ်ဟိုဆာဆူနာလို့ကိုလည်းရှုံးတယ်ဒီလိုမျိုးအသင်းလေးတွေကိုလည်းရှုံးပြီးတော့မှလာလီဂါချန်ပီယံလမ်းကြောင်းကနေတွေ့ဖြီသွားပြီလို့ထင်ရတော့တဲ့အခြေအနေအဲ့ဒီအခြေအနေကနေဒီ2025တည်းရောက်တဲ့အချိန်မှာကျတော့ဘာစလိုနာကရုပ်ချီးပြောင်းသွားတယ်အမတ်ဆိုရှယ်မီဒီယာအရန်နေဝါပြီးတော့မှဒါနိုင်ပွဲတော့ရှော့ဆက်သွားလို့လေအဲ့ဒီအပြောင်းလဲကာလမှာဒီရန်စီကလစ်ရဲ့ဘယ်လိုပြောမလဲဒီဥဆောင်နိုင်မှုပေါ့ဥဆောင်နိုင်မှုပေါ့စစ်တူဘယ်လိုမြင်လဲမသိဘူးအဟုတ်ကဲ့ဒါတော့ ကျွန်တော်မြင်တာပေါ့နော်ဒီဘာစီလိုနာရဲ့သူ့ရဲ့ကိုယ့်ကိုယ်ကိုယုံကြည်မှုလို့ပဲကျွန်တော်ထင်တယ်ပေါ့နော်ရလက်ရင်ရိုက်နိုင်ရှိတယ်ဘာလို့ရလက်ရင်နိုင်လဲဆိုတော့သူ့ရဲ့ကစားဟန်ကြောင့်ပေါ့ကစားဟန်ပြီးတော့စူဂျူပေါ့နော်သူ့ကစားဟန်ကဒီ outside trap နဲ့ high line ကိုအရင်အဓိကထားတဲ့အခါမှာခုနလိုမျိုးပြည်ရဆူဂျူရှိတယ်ဗောလေအဲ့တော့ပြည်ရဆူဂျူတွေကြောင်းပဲဒါလီဂိုပေးရတဲ့ဖွဲ့တွေအများကြီးရှိရှိခဲ့တာဗောလေဟုတ်တယ်အတမန်ပုံမှန်အဖြစ်ဆိုဘာစီလိုနာကိုလီဂိုသွင်းမှုဆိုတာမဖြစ်နိုင်သလောက်ပဲ အရင်အရင်ခေတ်တော့မှာပေါ့နော်ညံ့နေတဲ့အချိန်မှာတော့ဘာဆီလိုနာလေးကိုသွင်းဖို့ဆိုတာမဖြစ်နိုင်သလောက်ပဲဒါပေမဲ့အခုဟန်စီဖလစ်ခဲ့တီတော်တော်ကြီးကောင်းပါတယ်ဆိုတော့အသင်းကိုလေးကိုသွင်းခဲ့တဲ့အသင်းနဲ့အများကြီးပဲတည်ရတယ်မှာအဲ့တော့အော်သွင်းခဲ့တယ်ဒါလူချွန်ဘောတွေပါထက်ထွက်လာရင်တော်တော်ပုံများလာလိမ့်မယ်ပေါ့နော်အဲ့တော့အဲ့ဒီအရန်အနေရများတဲ့ system ကစားရတဲ့အတွက်အတင်းဆောင်ဖြစ်ခဲ့တယ်ဒါပေမဲ့သူတို့အဲ့ဒါကိုအဲ့အဖေးအစင်သူတို့ကယူမစားဘူးကိုအသင်းကိုယုံကြည်ကိုရဲ့ system ကိုယုံကြည်အချိန်တန်ရင်ဒီ positive ကအဲ့ခုနဖြစ်ခဲ့တဲ့ negative အသေးလေးတွေကိုလွှမ်းသွားနိုင်မယ်ဆိုတဲ့ပုံစံကိုကျွန်တော်အဓိကမြင်ခဲ့ရတယ်ပေါ့နော်အဲအကြောင်းပဲဘာစီလိုနာအနေနဲ့တရားစီလုံးမှာကျွန်တော်တို့ကြီးကြီးမားမားပြောင်းလဲကြီးကြီးမားမားမဟုတ်တသိမမားအပြောင်းလဲတောင်မရှိဘူးပြောမှဆိုဒီလီဗီယာနဲ့ပွဲချင်းကပ်ဘူးနဲ့ဆိုင်နဲ့အပြောင်းလဲမရှိဘူးကိုယ်ဆိုင်နဲ့ကိုယ်ပဲအာဒီအင်တာမီလန်နဂိုး0နဲ့ရှုံးတဲ့ဒီစတိုင်ပဲအဲ့လိုမျိုးပေါ့နော်အဲ့ဒါကိုကျွန်တော်မြင်ခဲ့ရဒါမဲ့တခုတော့ရှိရပါဘူးအဲ့စတိုင်အရင်များသွားတော့အင်တာမီလန်တို့ရှုံးပြီးပြုတ်သွားတယ်ဒါမဲ့ဒါကတော့ဖလားပွဲမို့လို့ လာဝဲမှုလို့ဖြစ်တဲ့အတွက်ဒီအရန်ယုံကြည်မှုနဲ့စားတဲ့ဟာလေးနည်းနည်းလေးပြဿနာလေးရှိရပါဘာပေမဲ့ဒီ long runs မှာတော့အဲ့ဒါပြဿနာလုံးဝမရှိတဲ့ models ဖြစ်နေရပါဘောလေပြီးတော့တစ်ခုရှိတာကအဲ့ဒီ January ကာလမှာကျွန်တော်တို့ Spain Super Bla ကစားသွားတယ် Spain Super Bla မှာ Barcelona ခြေစွမ်းတော်တော်လေးပြပြီးတော့အာ Rio ငါးခုသွင်းတာပေါ့နော်ဟုတ်တယ် Rio ငါးခုသွင်းတဲ့ fine Rio ငါးခုသွင်းခဲ့တဲ့အတွက်အဲ့မှာလေဒီ move mood shift လေးပေါ့လေ တော်တော်လေးအောင်စိတ်ဝင်သွားတယ်ပေါ့နော်အဲ့အာလာမအောင်စိတ်ဝင်သွားလို့ကျွန်တော်တို့မြင်တယ်ဟုတ်တယ်လာလီဂါမှာ၄ဂိုးသွင်းခဲ့တယ်ဆိုပေမဲ့အက်ကလစီကိုပထမကြော်တော့၄ဂိုးသွင်းခဲ့တယ်ဆိုပေမဲ့အဲ့ပွဲရဲ့ margins က900လောက်လောက်ဟိုမှာဖြစ်မနေဘူးဘယ်လိုပြောမလဲ4-2လည်းဖြစ်သွားနိုင်တယ်4-3လည်းဖြစ်သွားနိုင်တယ်အချိန်ကြီးဘာစီလိုနာ9တော့နိုင်မှာပေါ့နော်ဒါပေမဲ့ဒီစူပါဗလာမှာအဲစူပါဗလာမှာတွေ့ခဲ့တဲ့ပွဲမှာတော့အဲ့ထက်ပိုပြတ်သားတဲ့ခြေစွမ်းမူတီကိုကျွန်တော်တို့တွေ့ခဲ့ရအဲ့တော့လာလီဂါချန်ပီယံစုအတွက်အဓိကပြိုင်ပွဲက real ဖြစ်တယ်အဲ့တော့ ဒီလိုအသင်းကိုဒီလိုထိပ်ပုတ်ကောင်းပုံနဲ့ကစားပြပြီးရနောက်မှာတော့သူတို့ရဲ့အချင်းရံမှုတွေရောဟိုပြန်ပြီးတော့တက်မှတ်သွားတယ်လို့ကျွန်တော်တင်မိပါတယ်ပို့ဟုတ်ပါတယ်အဲ့ဒီရလဒီဆိုးနေတဲ့အချိန်မှာဒါစီသူပြောမှပြပြန်တရားပါဒီဇန်နဝါရီဒီ sorry မှာကစားသွားတဲ့ super flower ပွဲရတယ်ပြီးတော့ coffee တက်အများကြီးဖြစ်သွားစရာပို့လीအဲ့ဒီပွဲမှာဒါရှုံးသွားမယ်ဆိုရင်ဒါဘာစီလိုနာရဲ့စိတ်ပိုင်းဆိုင်ရာကဒီလိုတူယူကြည့်ကောင်းနေမှာလို့ကောင်းမှာဟိုကနောက်ပိုင်းဒီ2025လောက်မှာကစားတဲ့ပွဲတွေကြတော့ ဟိုစီတူပြောသလိုပဲဥပမာဆက်တာဘီကွန်နဲ့ပွဲမျိုးရှုံးတယ်ရှုံးလို့ဘယ်လိုပြောပြောင်းသွားတာဆိုတာလည်းမရှိဘူးတော့တီကိုနဲ့ပွဲသူတို့ပြန်လာနိုင်တဲ့ပွဲမျိုးလည်းဒီတိုင်းပဲရှုံးလို့လည်းဘာမှမဖြစ်သူ AC တပဲကစားတယ်အင်တာမီလန်ကိုသူတို့နှစ်ခုဥဆောင်ဖို့နှစ်ခုပြရတယ်ဒီတိုင်းပဲ AC ပြန်လာနိုင်တယ်ပေါ့လေအတိုင်းတိုင်းဒီကစားနိုင်တာဟိုချန်ပီယံလိထွက်တာထွက်တာတပိုင်းပေါ့ဒါပေမဲ့သူတို့ရဲ့ကစားပုံကတော်ရင်ကိုတည်ငြိမ်အောင်လို့တွေ့ရတယ်ဒီနေရာမှာတော့ဒီဇန်နဝါရီလတော့ကရီးယားကိုနောက်ဘူးပြတဲ့အနိုင်ယူပြီးတော့သူတို့ Space Super Fly ရောက်ခဲ့တာလေ ယုံကြည်မှုဒါပိုးပွားအကောင်းရဲ့ဒီဘယ်လို turning point ကြီးတစ်ခုတော့ဒါဖြစ်သွားမယ်လို့ထင်ပါတယ်အခုတော့ဒါ has flip နဲ့ပတ်သက်ပြောမှာ city ဘာဖြစ်ဆက်ပြောဖို့ရှိအောင်လုပ်ကြည့်မယ်အမ်မရှိတော့ပါဘူးကိုဒါကျွန်တော်တော်တော်များများကိုကဏ္ဍတော်တော်များများသုံးသပ်ပြီးဖြစ်တဲ့အတွက်ဒီအချိန်လေးအတိုင်းတာတစ်ခုကြီးရှားနေဖြစ်တဲ့အတွက်ဒီတိုင်းလေးပဲအဆုံးသတ်လိုက်ချင်ပါတယ်ကိုဟုတ်ကဲ့ပါဒါဖူလမျိုး city ပြည့်ပြည့်စုံသုံးသပ်ပြီးသွားတဲ့အတွက်စီတူလည်းကျေးဇူးတူတည်ရှိပါတယ်ကျေးဇူးအားပေးကြတဲ့ software ပရိသတ်တူအချင်းချင်းကိုလည်းကျေးဇူးတူတည်ရှိပါတယ်ခင်ဗျ